မြတ်စွာဘုရားရဲ့ဥကောင်းခွန်တက်တော်ကိုဌာပနာထားတဲ့တရုတ်နိုင်ငံနန်ကျင်းမြို့မှာရှိတဲ့ဖုန်းလင်းပက်လက်ကြီးတွေကိုကျွန်တော်နဲ့အတူတူလိုက်ပါပြီးလေ့လာကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာအခုမြင်တွေ့နေရတဲ့ဖုန်းလင်းပက်လက်ကတရုတ်နိုင်ငံကျင်းစုပြည်နယ်နန်ကျင်းမြို့နာမှာရှိတဲ့နီရှိုးတောင်ပေါ်မှာတည်ရှိနေပါတယ်ဒီဖုန်းလင်းပက်လက်ကြီးကိုနန်ကျင်းမြို့ရဲ့ရည်ကြီးမှုနဲ့ဗုဒ္ဓဘာသာအမွေအနှစ်တစ်ခုအဖြစ်2015ခုနှစ်ကစလုပ်ခဲ့တာလို့သိရပါတယ်ခင်ဗျာ ဒီနေရာမှာခေတ္တပိတုကနဲ့ဗုဒ္ဓဘာသာတမိုင်းကျောင်းတွေကိုပေါင်းဆက်ထားတဲ့အမှုပညာလက်ရာတွေကိုရင်သက်ရှုမောပဲတွေ့မြင်ရပါပဲဖြစ်ပါတယ်။ထပ်ပနာထားတဲ့အဆောက်အုံကိုကြီးမားတဲ့ပလင်ပုံစံတည်ဆောက်ထားပြီးတော့အမြင့်မီတာ100ကျော်ပြီး300ခန်းအထိရှိပါတယ်။အောက်ဆုံးဘက်မှာဓာတ်တော်ထပ်ပနာခန်းရှိပြီးတော့ဥကောင်းခွန်ဓာတ်တော်ကိုထပ်ပနာထားရှိပါတယ်ခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးပါအောင်နော်။ဝင်းမောင်းနဲ့အဓိကဧကမ်းမလော်ဘီကိုတွေ့မြင်နေရပါပဲဖြစ်ပါတယ်။ တတ်တော်ဌာပနာခန်းကိုတွားရောက်ဖို့ဆက်လီကားကနေတဆင်ဆင်းပြီးတွားရပါမယ်ခင်ဗျာဗုဒ္ဓရုပ်ဝါတော်တွေနဲ့ဗုဒ္ဓဘာသာဆိုင်ရာပြခန်းတွေကိုအခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်ဗုဒ္ဓတတ်တော်ထာပနာထားတဲ့နေရာကိုတော့ရွှေတွေကြောင်းမြရင်နာယူနဲ့စီချယ်ပြီးခက်ခက်နန်းနန်းတိဆောက်ထားတာကိုတွေ့မြင်ရမှာပါ အပေါ်သုံးစင်မှာတော့လှည့်ပတ်ကြည့်ရှုလို့ရတဲ့ platform တွေနဲ့အမိုးကုန်းအောက်မှာရှိတဲ့ဗုဒ္ဓဘာသာပကြီးတွေအနုပညာလက်ရာတွေကိုလည်းလေ့လာကြည့်ရှုနိုင်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ Foldable အတွင်းမိုင်းတွေကိုဝင်ရောက်လေ့လာကြည့်ရှုခဲ့တာပဲဖြစ်ပါတယ်နောက်နေ့မှာဓာတ်တော်ဟိုအနီးကပ်ဖူးမြော်နိုင်မှုဆက်လက်တိဆက်ပေးနေပါဦးမယ်ခင်ဗျာ